ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မန္တလေး FM နဲ့ Atom No ပူပေါင်းစီစဉ်တင်ဆက်တဲ့ Knowledge for You ကဏ္ဍလေးအနေဖြင့်ပြန်လည်ကြိုဆိုပါရစေ။ဒီစီစဉ်မှာတော့ Atom ကနေပြီးပရိသတ်တွေအတွက်နေ့စဉ်ဘဝကိုပုံမလဲကူစေမဲ့နီလန်ကောင်းများတိုးတက်ဖွံ့ဖြိုးလာတဲ့ဤပညာအကြောင်းအရာတွေနဲ့ဆေးလုံရှားပွဲအကြောင်းအရာတွေကိုအပတ်စဉ်တောက်ကြနေအင်္ဂါနေ့နဲ့တနင်္ဂနွေနေ့တိုင်း Morning Dose အစီအစဉ်မှာတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ အတမဟာလူမှုအတိုင်းဝိုင်းကိုဦးစားပေးမှုဆိုတဲ့ရည်ရွယ်ချက်တွေအတိုင်းပဲပုံမကောင်းမွန်တဲ့ဤပညာဆိုင်ရာစမ်းသစ်တီထွင်မှုတွေနဲ့လူနေမှုဘဝနဲ့စီးပွားရေးလုပ်ငန်းများတိုးတက်မြင့်မားကောင်းမွန်စေဖို့ဈေးနှုန်းသက်တာပြီးလုံခြုံမှုအပြည့်ရှိတဲ့ကမ္ဘာအဆင့်မီ Digital ထုတ်ကုန်များနဲ့ဝန်ဆောင်မှုများပေးနေတဲ့အပြင်အခုလက်ရှိမှာလည်းအကောင်းဆုံး 4.5G ကွန်ရက်နဲ့အတူပုံမကောင်းမွန်သောလူနေမှုဘဝစီခေါ်ဆောင်သွားဖို့စဉ်ဆက်မပြတ်ကြိုးပမ်းလျက်ရှိတဲ့ဆက်သွယ်ရေးလုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ် ရှေးတပတ်မှာတော့ကလူငယ်တွေရဲ့ဖြစ်ချင်တဲ့စိတ်ကူးအိမ်မက်တွေအကြောင်းကိုပြောရင်းနဲ့ဒီတပတ်မှာဆိုရင်တော့အခုခေတ်မှာထွန်းကားလာတဲ့ gaming နဲ့ e-sport ရင်ကျင်းမှုအကြောင်းပြောမယ်လို့မိတ်ဆက်ခဲ့ပါတယ်။ဒီနေ့အတွက် Youth and e-sport drain topic အကြောင်းအရာကိုရွေးချယ်ရတဲ့အကြောင်းကတော့ gaming ကဒီနေ့ခေတ်မှာအပန်းဖြေဖို့အပျော်စော်တာထက်ကိုပိုပြီးတော့ကမ္ဘာတဝန်းမှာ professional လမ်းကြောင်းတစ်ခုအားကစားတစ်ခုအနေနဲ့ကျယ်ပြန့်စွာထွန်းကားလို့လာနေတာပဲဖြစ်ပါတယ်နော်။ပထမဆုံးအနေနဲ့ e-sport ဆိုတာကတော့ electronic sports ပေါ့နော်။ဘောလုံးကွင်း၊ basketball ကွင်းတွေမှာလိုမျိုးသွားကစားရတာမျိုးမဟုတ်ဘဲ နဲ့ mobile phone screen ပေါ်မှာ internet ပေါ်မှာပြိုင်ပွဲတစ်ခုလို့တူးချင်းဒါမှမဟုတ်အဖွဲလိုက်ရှင်ပြိုင်ကစားကြရတာပါ ဘာတဝမ်းနာမည်ကြီးရဲ့ e-sport တွေမှာဆိုလို့ရှိရင်လည်း League of Legends, Dota, Counter-Strike, PUBG Mobile, Mobile Legends စတဲ့ game တွေပါဝင်နေပေါ့နော်။ e-sports ကကစားနည်းတစ်ခုအပြင်စီးပွားရေးနယ်ပယ်တစ်ခုဖြစ်လာပြီးတော့2025ခုနှစ်ရဲ့ e-sports နယ်ပယ်ရဲ့ဝင်ငွေ revenue ကဆိုလို့ရှိရင်လည်းဒေါ်လာ4.8 billion တိရှိပြီးတော့ဒီထက်ပိုပြီးတော့မြင့်တက်လာမယ်လို့လည်းခန့်မှန်းထားကြပါတယ်။ဟုတ်ပါတယ်။လူငယ်တွေအခန်းချင်းလေးတွေကနေစတင်ခဲ့ e-sport လောကကဒီနှစ်မှာတော့ကမ္ဘာစစ်မီပြိုင်ပွဲကြီးတွေနဲ့ကျင်းပနေတဲ့အဆင့်ထိရောက်လို့လာပါပြီ။အဖက်ဖက်ကဒီခီလန်တွေ အခွင့်အရေးတွေနဲ့ထောက်ပံ့မှုတွေရှိလာသလို MSL, NEC တို့လို International ထိတက်လန်းနိုင်မဲ့ပြိုင်ပွဲတွေလည်းရှိလို့နေပါပြီနော်။မကြသေးခင်ကဆိုရင်လည်းမြမကုံဆောင် Yangon Gladiators Esports အသင်းက PUBG Mobile Champion ပွဲမှာ World Champion အဖြစ်နဲ့နိုင်ငံကုံဆောင်နိုင်ခဲ့ပါတယ်။ ီတစ်ပိုင်းမှာဆိုလို့ရှိရင်တော့ e-sport mobile phone နဲ့နှိပညာတွေရဲ့ဆက်စပ်မှုတွေအကြောင်းလည်းပြောပြပေးကြပါမယ်။အံပြောရမယ်ဆိုရင်တော့လူငယ်တွေကအခုခေတ်မှာ game ကစားဖို့အတွက်ဈေးကြီးတဲ့ကွန်ပျူတာတွေလိုအပ်တော့တာမဟုတ်ဘူးပေါ့နော်။ mobile phone တစ်လုံးနဲ့ကစားနိုင်တယ်လို့ internet ဆွဲရကောင်းရင်ကောင်းတယ်လို့ပြိုင်ပွဲတွေအထိဝင်ရောက်ရှင်ပြိုင်နိုင်တယ်။ ပြီးတော့ e-sport ရဲ့အကျိုးကျေးဇူးတွေအနေနဲ့ဆိုလို့ရှိရင်လေရိုးရိုး player အဆင့်ကနေအဲ professional player အဆင့် game caster event organizer streamer စတဲ့အလုပ်ကိုင်အခွင့်အလမ်းတွေလည်းရရှိနိုင်တယ်။ပြီးတော့ဒီ teamwork နဲ့ဆုံးဖြတ်နိုင်စွမ်းတွေလည်းတိုးတက်လာသလို international ကမိတ်ဆွေတွေနဲ့လည်း network တွေ ချဲ့ထွင်လို့ရတာပေါ့နော်ဟုတ်ပါတယ်နောက်တစ်ခုကတော့ e-sport မှာကောင်းကျိုးတွေရှိတယ်လို့ပေါ့နော်တတိထားမဲ့အရာလေးတွေအနေနဲ့ကတော့ကျန်းမာရေးပြဿနာတွေပြီးတော့ပညာရေးနဲ့ဂိမ်းကစားခြင်းအချိန်မညီမျှတာကြောင့်ပုံအားထဲမှာဒါစီမှုတွေဖြစ်လာနိုင်တယ်ပေါ့နော်ပြီးတော့ online ကမ္ဘာတွေက cyber bullying နဲ့ scam လောက်ခံရတွေလည်းကြုံလာနိုင်တဲ့အတွက်ကြောင့်မလို့ဒါလေးကိုတော့ကြိုတင်သတိချက်ဖို့လိုပါတယ်နော်လေ့ကျင့်မှုနဲ့ညှိနှိုင်းမှုကောင်းနေတာရှိမယ်ဆိုလို့ရှိရင်တော့ဒါ e-sport ကလူငယ်တွေအတွက်ဂိမ်းကစားခြင်းကနေတဆင့်ပျော်စရာ hobby တစ်ခုသာမကဘဲနဲ့ဘဝအလှည့်ပြောင်းနေအထိပါဖြစ်နိုင်ပါတယ် ယ်။อืมဒါနဲ့ညီမလေးရောဂိမ်းစော်ဘူးလား။ဂိမ်းစော်ရင်ပြိုင်ပွဲတွေရောဝင်ပြိုင်ခြင်းစိတ်ကရှိခဲ့လား။ mm mobile legend တို့ PUBG တို့လိုမျိုး game တွေတော့မစော့တတ်ဘူးပေါ့เนาะဒါပေမဲ့အဲ့လိုမျိုး game player လေးတွေဆိုလို့ရှိရင်သဘောကျတယ်ပြီးတော့ဒီပြိုင်ပွဲတွေကိုလည်းစိတ်ဝင်စားလို့နည်းနည်းပါးပါးတော့လိုက်ပြီးတော့လေ့လာဖြစ်တာပေါ့เนาะဒါဆိုရင် mobile legend တို့ PUBG တို့မှာလေ in game currency ဒါ UC တို့ diamond တို့ဘယ်လိုမျိုးဝယ်ရလဲသိလားယင် atom ရဲ့ let's play arena မှာဝယ်လို့ရတယ်လေ let's play arena ဟုတ်လားအသေးစိတ်လေးရှင်းပြပေးပါဦး Let's play arena ဆိုတာကဘယ်ဂိမ်းအမျိုးအစားမဆိုစောရတာကြိုက်နှစ်သက်တဲ့လူကြီးလူငယ်မရွေးဂိမ်းမာတွေအတွက်ဒါတနေရာထဲမှာအားလုံးအဆင်ပြေ စေဖို့ရည်ရွယ်ထားတဲ့ပွန်တက်တစ်ခုပေါ့နော် Let's play arena မှာဆိုလို့ရှိရင် UC Diamond စာရီနဲ့ရေပန်းအစားဆုံး game တွေရဲ့ in game item တွေကို item ဖုံးပေနဲ့အလွယ်တကူဝယ်လို့ရတဲ့အပြင် Spotify, iTunes gift card တို့ပါဝယ်လို့ရသေးတယ်။ဒါအပြင် gamer တွေစိတ်ကြိုက်ဖြစ်စေမဲ့ data pack တွေပြီးတော့ game ကစားချိန်ကိုအရေးအသွေးမြင့်အတွေ့အကြုံတွေပြီးစွမ်းနိုင်မဲ့ဝန်ဆောင်မှုစာရီကိုတနေရာထဲမှာစုစည်းပေးထားရပေါ့နော်။ ပြီးတော့ e-sport လိုမျိုး game တွေမဟုတ်ဘဲနဲ့လူကြီးလူငယ်မရေးဆော့လို့ရတဲ့ mini game လေးတွေလည်းပေါ့ပေါ့ပါပါဆော့လို့ရအောင်အများကြီးထည့်ပေးထားသေးတယ်။အစီအတွက်အမျိုးအစားအများကြီးပါပြီးတော့ဒါတရားကျော်အထိရွေးချယ်ပြီးတော့ဆော့လို့ရပါတယ်။ဒါနဲ့မကသေးဘူးအတမ်ရဲ့ Lastly Arena က e-sport ကိုဝါသနာပါပြီးတော့ professional လမ်းကြောင်းပေါ်ရောက်ချင်တဲ့သူတွေအတွက်ဆိုလို့ရှင်လဲ e-sport ပြိုင်ပွဲတွေကိုအမြဲတမ်း host လုပ်ပေးပြီးတော့ကျင်းပပေးနေရတယ် ဝါဒနာရှင်တွေအတွက်ဆိုရင်လည်းအပတ်စဉ် weekend battle လို့ပြိုင်ပွဲမျိုးတွေ၊ semi pro တွေအတွက်ကတော့ League of Championships လို့ပြိုင်ပွဲတွေ၊ local ကနာမည်ကြီးအသင်းတွေကိုဖိတ်ကြားပြီးတော့အကြီးကျယ်အခမ်းအနားဆုံးလုပ်ပေးတဲ့ Let's Play Arena Carnival လို့ပွဲကြီးမျိုးဒီလိုမျိုးပွဲတွေအများကြီးကိုတပွဲနဲ့တပွဲချိတ်ဆက်ပြီးတော့ဝါဒနာရှင်အဆင့်ကနေ professionals အဆင့်ဖြစ်တဲ့အထိရှောက်လန်းနိုင်အောင်လို့စုကြေးတွေအပြင်အခွင့်အရေးတွေပါရအောင်လို့စီစဉ်ကျင်းပပေးထားပါတယ်။ဒီပြိုင်ပွဲတွေဝင်ပြိုင်ဖို့ကလည်းဝင်ကြီးလုံးဝမကောက်ဘူးအကုန်လုံးအခမဲ့ပဲ။ အခုလိုမျိုးဒါ Let's Play Arena အကြောင်းကိုရှင်းပြပေးရကျေးဇူးပါနော်ညီမလေးဒီနေ့မှာဆိုရင်တော့လူငယ်တွေရဲ့အိမ်မက်အိမ်မက်တွေရဲ့မှာ e-sport လမ်းကြောင်းကိုသွားကျင်တဲ့အိမ်မက်နဲ့ပတ်သက်တဲ့အကြောင်းတွေကမ္ဘာတဝန်းမှာရောမြန်မာနိုင်ငံမှာပါ gaming နယ်ပယ်ရဲ့ဖွံ့ဖြိုးတိုးတက်လာမှုနဲ့အခွင့်အလမ်းတွေအကြောင်းကိုပူးတူတာအနေနဲ့ဆွေးနွေးခဲ့ပါရှင်နောက်တစ်ပိုင်းမှာဆိုလို့ရှိရင်လည်း digital kit ကြီးမှာ internet ကိုအကျိုးရှိရှိဘလို့အသုံးချမလဲဆိုတဲ့နီလန်းကောင်းလေးတွေကို the wall at your fingertips ဆိုတဲ့ခေါင်းစဉ်လေးနဲ့ဝင်မြပေးတော့မှာမလို့စောင့်မျှော်နှาศင်ပေးပါအောင်နော် အက်တမ်ရဲ့အကြီးမားဆုံး Can True Can You Promotion စီစဉ်မှာ996ကျန်းတဲ့အထက် package များဝယ်ယူတိုင်း Star Point နှစ်စပြင်အထူးစုကြီး3600ထိကန်ထူးလိုက်ပါ